ရုရှားကရေနံဝင်ငွေဒေါ်လာဘီလီယံပေါင်းများစွာကိုခွာချဖို့အတွက်တီထောင်ခဲ့တဲ့အရေးသင်းမောအုပ်စု Ghost Shadow Fleet ကြီးဟာနေဒိုမျိုးတော်တွေကိုပစ်မှတ်ထားတဲ့ drone တိုက်ခိုက်မှုတွေအတွက်လျှို့ဝှက်ခြေဆိုင်စခန်းတစ်ခုလည်းဖြစ်နေတယ်ဆိုတာကိုဒိမတ်ကတက်သေးပြလိုက်ပါပြီ။ပြီးခဲ့တဲ့ပတ်ကပြင်သစ်ကွန်မန်ဒိုတွေဟာဒိမတ်ကပေးအပ်တဲ့ထောင်လန်းရေးသတင်းအချက်အလက်တွေနဲ့ Brass Canyon အလွန်မှာရုရှားနဲ့ဆက်ဆက်နေတဲ့ Borikey ဆိုတဲ့ရေနံနေသင်းမောကြီးတစ်စီးကိုဝင်ရောက်စီးနင်းခဲ့ပါတယ်။ ဒီဒီမိုဟာမကြသိမီကကိုပင်ကေဟင်လေစိတ်ကိုဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာပါဝင်ပတ်သက်ခဲ့တယ်လို့ယုံကြည်ရကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒီအချိန်ကစပြီးဒိမက်ဟာဘောလ်တစ်ပင်လယ်ကိုရုရှားရင်နှင်းတင်မောတွေအတွက်ပိတ်ဆို့ဖို့လှုပ်ရှားလာခဲ့ပါတော့တယ်။အော်တိုဘာလ6ရက်နေ့မှာဒိမက်ဆိုရဟာသူတို့ရဲ့ရေပိုင်နက်ကိုဖြတ်တန်းသွားလာတဲ့ဒါမှမဟုတ်ဘောလ်တစ်ပင်လယ်နဲ့မြောက်ပင်လယ်ကြားကအရေးပါတဲ့စိတ်ကမ်းမှာကြောက်ချက်ရန်နာထားတဲ့ရင်နှင်းတင်မောတွေအထူးသဖြင့်တပ်တန်းချင်းပြီး NDA များတဲ့တင်မောတွေကိုပတ်ဝန်းကျင်နဲ့လုံခြုံရေးဆိုင်ရာစစ်ဆေးမှုတွေတင်းကျပ်သွားမယ်လို့ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ဒါဟာတာမန်လုံခြုံရေးစစ်ဆေးမှုတစ်ခုထက်အများကြီးပိုပါတယ်။ဒိမက်ဆတ်မှုလုပ်ငန်းဝင်ကြီးကပို့ပြီးတော့တောင်ပွင့်ပွင့်လင်းလင်းပြောခဲ့ပါတယ်။ကျွန်တော်တို့ပူတင်ရဲ့စစ်ရန်တရားကြီးကိုအဆုံးသတ်ရမယ်။ဒါဟာရုရှားရဲ့အရေးသင်းမောအုပ်စုအတွက်လည်းအတူတူပဲ။အာဏာပိုင်တွေဟာခုဆိုရင်ငိမ့်နှဲစွာခရီးသွားလာနေတယ်လို့မယူဆနိုင်တဲ့သင်္ဘောတွေကြောက်ချရနာထားတဲ့သင်္ဘောတွေအပါအဝင်အားလုံးကိုတက်ရောက်စစ်ဆေးသွားမှာပါလို့ဆိုပါတယ်။တနည်းအားဖြင့်ပြောရရင်ဒီဆုံးဖြတ်ချက်ဟာဒိမက်တပ်ဖွဲ့တွေကိုသူတို့တန်တရားရှိတဲ့ဘယ်သင်္ဘောကိုမဆိုဝင်ရောက်စီးနှုံးဝင်ပေးလိုက်တာပါပဲ။ ဘိုရာဂေးတင်မောဘော်တွေပေါ်မှာခေါ်ထုတ်တွေ့ရှိခဲ့ရတဲ့ကြောင်းမဖွဲကောင်းတဲ့အဖြစ်မှန်နဲ့ဘောလ်တစ်ပင်လယ်မှာတိုးမြင့်လာနေတဲ့စစ်ရေးတင်မာမှုတွေဟာနောက်ဆုံးမှာတော့ဒိမတ်နဲ့သူ့ရဲ့မဟာမိတ်တွေကိုခလုတ်နှိပ်ဖို့တွန်းအားပေးလိုက်ပါတော့တယ်။ဒီစစ်စင်ရေးရဲ့အသေးနှလုံးမှာရုရှားရဲ့အနောက်ဘက်ပထဝီဝင်တွေကအရေးကြီးဆုံးခံတဲ့ကြီးနှစ်ခုတည်ရှိနေပါတယ်။စိန့်ပီတာစဘတ်နဲ့ကာလီနင်ဂရတ်ပါပဲ။စိန့်ပီတာစဘတ်ဟာရုရှားရဲ့တမိုင်းဝင်မြို့တော်ဖြစ်ပြီးဘောလ်တစ်ပင်လယ်စီကိုအကြီးမားဆုံးသောကုန်သွယ်ရေးတကားပေါက်ကြီးတစ်ခုပါ။အေယာမယူနိုက်တက်တင်မောစိတ်ကန်းကြီးတွေဒီမှာတည်ရှိပြီး ဥရောပစီကိုရုရှားရဲ့ရင်းနှံတင်ပို့မှုတွေရဲ့ဗဟိုချက်မှာပါ။ကာလီနင်ဂရတ်ကတော့ဥရောပသမဂ္ဂရဲ့ပိုင်နက်အလဲကောင်မှစိုက်ထားတဲ့ဓမြောင်တစင်းလိုပါပဲ။ကုန်းမြင်နဲ့ဆက်ဆက်မှုမရှိပဲနျူကလ িয়ার လက်နက်တွေနဲ့ပြည့်နှက်နေပြီးအကြီးအကျယ်စစ်ရင်အားတပ်ဖြန့်ထားတဲ့နေရာတစ်ခုပါ။ရုရှားဗော်ဒီရေတပ်ရဲ့အထူးအခြေစိုက်စခန်းဒီမှာတည်ရှိပြီးသူ့ရဲ့တည်ရှိမှုဟာဒေတာရင်းမှာနေတိုးရဲ့လှုပ်ရှားနိုင်သံကိုကန့်သတ်ဖို့အတွက်ဒီဇိုင်းထုတ်ထားတာပါ။ဒါပေမဲ့သူတို့စီကထွက်ခွာလာတဲ့တင်မောတိုင်းဟာ Atlantic မုတ်တရားစီကိုရောက်ဖို့အတွက် ကျင်းမြောင်းတဲ့ဈေးညံတစ်ခုတည်းကိုပဲမဖြစ်မနေဖြတ်တန်းသွားရပါတယ်။အဲ့ဒါကတော့ဒိမ့်မတ်ရေးလဲကြပါပဲ။ဒီရေလမ်းကြောင်းဟာရုရှားရဲ့စီးပွားရေးအသက်သွေးကြောဖြစ်တယ်လို့တစ်ချိန်တည်းမှာပဲသူ့ရဲ့အားအနည်းဆုံးကွင်းဆက်လေးဖြစ်ပါတယ်။ဒီလိုမဟာပြူဟာမြောက်လယ်မြေနှစ်ဆစ်စင်ရေးကိုအပြည့်အဝနားလည်ဖို့အတွက်ပြီးတော့ရုရှားကဘာကြောင့်ဒီလိုမစင်မကျင်နိုင်တဲ့ hybrid နီးပြူဟာတွေကိုအသုံးပြုလာရတယ်လဲဆိုတာကိုသိဖို့အတွက်ကျွန်တော်တို့အတိတ်ကိုပြန်သွားပြီးအဖြစ်အပျက်တွေရဲ့ကွင်းဆက်ကိုပြန်လည်ဆက်ဆက်ကြည့်ဖို့လိုအပ်ပါတယ်။အားလုံးဟာ1984ခုနှစ် ဟယ်လ်စင်ကီသဘောတူညီချက်ကနေစတင်ခဲ့ပါတယ်ဘောလ်တစ်ပင်လယ်ရဲ့တိုးမြင့်လာနေတဲ့ဆက်မှုညဉ့်ညမ်းမှုကိုတံပြန်ဖို့အတွက်ချုပ်ဆိုခဲ့တဲ့ဒီသဘောတူညီချက်ဟာအဲ့ဒီအချိန်ကအရှိနဲ့အနောက်အုပ်စုကြားကရှားပါတဲ့ပူပေါင်းဆောင်ရွက်မှုဥပမာတစ်ခုဖြစ်ပြီးဘောလ်တစ်ပင်လယ်ရဲ့ဂေဟာစနစ်ညီမျှမှုကိုကာကွယ်ဖို့ရည်ရွယ်ခဲ့ပါတယ်ဒီသဘောတူညီချက်ဟာဒိမတ်ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့နိုင်ငံတွေကိုတီထောင်ခွင့်နဲ့သူ့ရဲ့ရေပိုင်နက်ကိုဖျက်ဆီးသွားလာပြီးပတ်ဝန်းကျင်ကိုဆိုးရွားတာချိန်ချောက်နေတဲ့တင်းမောတွေကိုဝင်ရောက်ဆက်ဖက်ခွင့်ပေးအပ်ခဲ့ပါတယ်အဲ့ဒီချိန်တုန်းကတော့ဒီအပိုက်ဟာမတော်တဆဖြစ်နိုင်ခြေရှိတဲ့ ဓာတုဗေဒပစ္စည်းတင်သင်္ဘောအဟောင်းတစ်သိန်းကိုတားဆီးဖို့အတွက်ရည်ရွယ်တဲ့ပတ်ဝန်းကျင်ကာကွယ်ရေးအစီအမံတစ်ခုပါပဲ။နှစ်ပေါင်း90ကြာပြီးတဲ့နောက်မှာတော့ဒီပိုက်ဟာအင်အားကြီးနိုင်ငံတနိုင်ငံရဲ့စစ်စည်းဝါးရေးကိုလယ်မြို့ညှစ်ဖို့အတွက်အသုံးပြုမဲ့ပထဝီနိုင်ငံရေးလက်နက်တစ်ခုဖြစ်လာလိမ့်မယ်လို့ဘသူကမှကြိုတင်ခံမှန်းနိုင်ခဲ့မှာမဟုတ်ပါဘူး။ဒါဟာဥပဒေနဲ့တာဝန်ရေးရာတွေကိုဘလို့သေစေနိုင်တဲ့လက်နက်တွေဖြစ်လာနိုင်တယ်လဲဆိုတော့အထိတ်လန့်ဆုံးသောသက်သေပါပဲ။ဒီလှုပ်ရှားမှုနဲ့တူပူတင်ရဲ့ အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့အရေးယူမှုတွေကိုရှောင်လွှဲဖို့အတွက် နောက်ဆုံးနဲ့အရေးအကြီးဆုံးစီးတော်စီးပွားရေးအသက်သွေးကြောဟာဒုံးကြီးကာကွယ်ရေးဒိုင်းလွှာတစ်ခုနဲ့မဟုတ်ပဲဥပဒေပြထမ်းချက်တစောင်းနဲ့တင်ဖျက်ဆီးခြင်းခံလိုက်ရတာပါပဲခရမလင်ရဲ့စစ်ရန်တရားကြီးကိုအစာကျွေးနေတဲ့ရေနံပိုက်လိုင်းတွေလုံးဝပိတ်သွားခဲ့ပါပြီပြီးတော့ဒီတစ်ခါမှာတော့သူတို့စစ်ရေးအရာဘာမှလုပ်လို့မရတော့ပါဘူးဘလွန်ဘတ်လိုဘန်နာရေးအေဂျင်စီတွေစီကအချိန်နဲ့တပြေးညီရေနံဈေးကွက်အချက်အလက်တွေရဗောလ်တစ်လမ်းကြောင်းကနေရင်းနေစဉ်ရေနံတင်ပို့မှုဟာရုရှားအတွက် ပြန်မြအဖြစ်ဒေါ်လာတန်း250ကနေ350ထိဝင်ငွေရှာပေးနေကြတာပါဒီဝင်ငွေစီးကြောင်းဟာအခုဆိုရင်စနစ်တကျဖျက်သိမ်းခြင်းခံလိုက်ရပါပြီဒါဆို250တန်းရှိတဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးသဘောတူညီချက်နဲ့နှစ်နှစ်ကြာလည်ပတ်နေတဲ့အရေးတင်မို့အုပ်စုတွေရှိနေရတဲ့ဒိမတ်ကပါလို့ဒီနေ့အထိစောင့်နေကြတာလေဒီမေးခွန်းရဲ့အဖြေကအရှင်းပါတယ်အဲ့ဒီချိန်ကဘောလ်ဒစ်ပင်လေတဲ့ကအင်အားချိန်ခွင်ရှာကကြောက်မက်ဖွယ်ကောင်းလောက်အောင်ပြောင်းလဲနေလို့ပါပဲ USS Gerry R4 Nuclear Landing တင်မောကြီးနဲ့သူ့ရဲ့တိုက်ခိုက်ရေးအုပ်စု ဒီအုပ်စုတွေဟာဒိမတ်ရေလက်ကြားရဲ့အနောက်ဘက်မှာနျူကလ িয়ার ဒိုင်းကာတစ်ခုလိုရက်တည်နေခဲ့တာကြောင့်ရုရှားဟာစစ်ရေးလှုပ်ရှားမှုဘာမှမလုပ်ရဲခဲ့ပါဘူး။ဒီသေးသေးနိုင်တဲ့သုံးဘွဲပေါင်းဟာ NATO ရဲ့ Standing Meridian Group 1ရဲ့အထောက်ပံ့နဲ့တူကာလီနင်ဂရက်ကိုလုံးဝပိတ်ဆို့ပြီးစိန့်ပီတာစဘတ်ရဲ့အသက်သွေးကြောကိုလဲမြိုညှစ်ထားသလိုပါပဲ။ကောင်းကင်ယံမှာလည်း NATO ရဲ့ AWACS နဲ့ RC135 ထောင်လိုင်းရေလေယာဉ်တွေကရုရှားကိုမျက်စိကန်နာပင်ဖြစ်အောင်လှုပ်ထားခဲ့ပါတယ်။ ဒါပေမဲ့ဒီလိုကြီးမားတဲ့ဖိအားတွေကတောင်ကျင်းနဲ့ရောက်နေတဲ့ဝက်ပုံတကောင်လိုရုရှားကိုအမှားတွေလုပ်လာအောင်တွန်းအားပေးခဲ့ပါတယ်။ရုရှားစစ်သည်မော်တွေဟာဒိမတ်ရဟတ်ယာဉ်တွေကိုရေဒါနဲ့အချိန်ချင်းပိတ်မှတ်ထားခဲ့ပြီးအရေးသိမ်းမော်အုပ်စုကပိုက်လိုင်းဖြတ်စည်းရေးနဲ့ကာမီဂါတီဒရုန်းပစ်လှုပ်ရေးပလက်ဖောင်းဖြင့်အသုံးပြုခံနေရတယ်ဆိုတဲ့သက်သေတွေထွက်ပေါ်လာခဲ့ပါတယ်။ဒီအထိတ်တလန့်ချင်းချောင်းမှုတွေဟာအရက်ပတ်လုံခြုံရေးကိုတိုက်ရိုက်ပိတ်မှတ်ထားတဲ့ဘိုရာကေးဖြစ်ရမှာရှင်းရှင်းလင်းလင်းပေါ်လာခဲ့တာကြောင့်ဒိမတ်ကာကွယ်ရေးထောက်နိုင်ရေး FE ကစတေမာလာ28ရက်နေ့မှာထောက်နိုင်ရေးအစီရင်ခံစာပေးပို့ပြီးနောက် ပြင်သစ်ရစ်တက်ကပိုရာဂေးရန်နေတဲ့မောကိုရဟတ်ရင်နဲ့ဝင်ရောက်စစ်ဆေးခဲ့ရပါတယ်။ဒါကြောင့်ဒိမတ်ကအခုမှဒီလှုပ်ရှားမှုကိုလုပ်ခဲ့တာပါပဲ။ချင်းချောင်းမှုကလှလှရှိလို့မရတော့တဲ့အဆင့်ကိုရောက်သွားလို့ပါ။ပြင်သစ်ကဝေးဝင်ကြီးဌာနကထုတ်ပြန်ပြီး Rider နဲ့ Associated Press လို့နိုင်ငံတကာသတင်း agency တွေကအတည်ပြုခဲ့တဲ့တရားဝင်ထုတ်ပြန်ချက်တွေအရသင်းမော့ရဲ့ကုံတူလောင်ကန်းကိုရှာဖွေစစ်ဆေးရမှာရေနံတိုင်ကြီးတွေကြားမှာထိုးထည့်ထားတဲ့အထူးကွန်တိုင်နာတွေထဲမှာပါ ောက်ကွဲစေတတ်တဲ့ကာမီကာစီ UAV လွတ်တင်ရေးစင်အနည်းဆုံး6ခုကိုတွေ့ရှိခဲ့ပါတယ်။ဒါဟာရုရှားကနေတိုးနိုင်ငံတနိုင်ငံကိုဆန့်ကျင်တဲ့စစ်ရေးတိုက်ခိုက်မှုတစ်ခုအတွက်အရက်ပတ်သင်္ဘောတစ်စင်းကိုအသုံးပြုခဲ့တယ်ဆိုတဲ့ရင်းဆိုလို့မရတဲ့ခိုင်မာတဲ့သက်တေအထောက်ထားပါပဲ။ကိစ္စကတန်ကြီးတက်နေတဲ့သင်္ဘောတွေကပတ်ဝန်းကျင်ကိုပျက်စီးစေနိုင်တာလောက်ပဲမဟုတ်တော့ပါဘူး။ကိစ္စက Baltic Billen နဲ့ဥရောပကန်ရန်တခြားတွေမှာရွက်လွှတ်နေတဲ့ဖြစ်နိုင်ခြေရှိတဲ့ UAV သင်္ဘောယာပေါင်းများစွာကဖြစ်ပေါ်စေတဲ့ကြီးမားတဲ့အမျိုးသားရေးလုံခြုံရေးချိန်ချောက်မှုပါပဲ။ ဒီတပ်တွေထောက်ထားရဲ့တွင်ဆက်ဒီစုပုံလာတဲ့ရန်ဆောင်မှုတွေပြီးတော့နောက်ဆုံးလှုပ်ရှားမှုတွေဟာဒိမတ်ကိုလှုပ်ရှားလာအောင်တွန်းအားပေးကြတာပါအဲ့ဒီနှစ်90တက်တန်းရှိတဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေကိုအမျိုးသားလုံခြုံရေးလက်နက်တစ်ခုဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်ဒီနေရာမှာဒိမတ်ဟာစစ်ဖြစ်စေနိုင်တဲ့အကြောင်းရင်းဖြစ်မဲ့စစ်ရေးပိတ်ဆို့မှုတစ်ခုချမှတ်ရမယ်အစား1984ခုနှစ်ဟယ်လ်စင်ကီသဘောတူညီချက်နဲ့နိုင်ငံတကာပင်လယ်ရေကြောင်းဥပဒေကိုစပွဲပေါ်ကိုတင်လိုက်တာပါဥပဒေမူပေါင်းအသက်ဟာဒိမတ်အာဏာပိုင်တွေကို ထိမ့်သိမ့်မှုညံဖြစ်တဲ့ရေနံနေသင်းမောတွေအရေးသင်းမောအုပ်စုကဖြစ်တယ်လို့သတ်မှတ်ထားတဲ့သင်းမောတွေကိုရက်တန့်စစ်ဆေးပြီးတော့ဖြတ်တန်းဝင်ပိတ်ပင်နိုင်တဲ့အာဏာကိုပေးအပ်ထားပါတယ်။ဒိမ့်မဲ့ရေတပ်ဒါမှမဟုတ်ကမ်းခြေဆောင်တပ်ဖွဲ့ကသင်းမောတစင်းဟာတန်တရားရှိတဲ့ရေနံနေသင်းမောတစင်းကိုချင်းကပ်ပြီးစစ်ဆေးဝင်တောင်းခံပါလိမ့်မယ်။သင်းမောဘုတ်ကိုတက်ရောက်စစ်ဆေးတဲ့စစ်ဆေးရေးမှုတွေဟာနိုင်ငံတကာပင်လယ်ရေကြောင်းစံချိန်စံညွှန်းတွေဖြစ်တဲ့ SOLAS နဲ့ MARPOL သဘောတူညီချက်တွေနဲ့အကိုက်ညီမှုရှိမရှိကိုစစ်ဆေးပါလိမ့်မယ်။အရေးသင်းမောအုပ်စုကသင်းမောအားလုံးဒီပါဟာ ီစံချိန်စံညွှန်းတွေနဲ့မကိုက်ညီဘူးဆိုတာကိုသိထားပြီးသားပါအာမဂန်ပေါ်လစီတွေကအတူဖြစ်နေတာမလုံလောက်တာအရေးပေါ်ပစ္စည်းကိရိယာတွေအလုံးမလုံတာဝန်ထမ်းတွေမလုံလောက်တာဒါမှမဟုတ်သင်းမော့ရဲ့ဖွဲ့စည်းတိစောက်ပုံခိုင်မာမှုကအန္တရာယ်ရှိနေတာကိုဆုံးဖြတ်ခဲ့ရင်သင်းမော့ကိုဖြတ်တန်းသွားလာရင်မသင့်တော့လို့တစိမ့်ကပ်ပြီးရှေ့ဆက်သွားခွင့်ပေးမှာမဟုတ်ပါဘူးဘိုရာကေးဖြစ်ရဲ့ပြီးမှဒီစစ်ဆေးမှုတွေဟာအခုဆိုရင်သင်းမော့ပေါ်မှာတန်တရားရှိတဲ့စစ်ဘက်ဆိုင်ရာပြုပြင်မှုမှန်မှုတွေဒါမှမဟုတ်တရားမဝင်ကုန်သူတွေရှိမှရှိကိုစစ်ဆေးတာတွေပါဝင်လာမှာပါ ဒါဟာတကယ်ဖန်းစည်းမှုဒါမှမဟုတ်စစ်ရေးဆွတ်ဖက်မှုတခုမဟုတ်ပါဘူးဒါဟာလုံးဝတရားဝင်နိုင်ငံတကာဥပဒေနဲ့အညီဖြစ်ပြီးရှောင်လွှဲလို့မရတဲ့ဘျူရိုကရေစီနှိကြလေမျိုးညှစ်ဆစ်စင်ရေးတခုပါပဲရုရှားကဒီစစ်ဆေးမှုကိုကန့်ကွက်တယ်ဆိုတာသူတို့ရဲ့တင်မော်တွေကဆွေးမြေ့ပြီးအန္တရာယ်ရှိတယ်ဆိုတာကိုဝန်ခံလိုက်တာနဲ့အတူတူပါပဲဒီလှုပ်ရှားမှုရဲ့ပျက်စီးစေလောက်တဲ့တက်ရောက်မှုကိုနားလည်ဖို့အတွက်ကျွန်တော်တို့အရင်ဆုံးဒိမက်ရဲ့ဆုံးဖြတ်ချက်မတိုင်ခင်ကရုရှားရဲ့အခြေအနေကိုကြည့်ဖို့လိုအပ်ပါတယ်နိုင်ငံဟာစစ်ပွဲစတင်ကလေးက အနက်ဆိုင်ဆုံးနဲ့အန်ရည်အများဆုံးဒေါင်းလာစီအကြက်တဲအောင်မှာရှိနေခဲ့ပါတယ်။2024ခုနှစ်နဲ့2025ခုနှစ်ခုနှစ်2025ခုနှစ်တလျှောက်လုံးယူကရိန်းဟာအဝေးပြစ်ကာမီကာစီဒရုန်းတွေနဲ့ရုရှားရဲ့ရေနံလုံငန်းရဲ့အသေးနှလုံးဖြစ်တဲ့ရေနံကြက်ဆက်ယုံဒါဇင်ပေါင်းများသောကိုစနစ်တကျထိုးနှက်ခဲ့ပါတယ်။ဒေတာတော်တော်များများကဆက်ယုံတွေမှာဖြစ်ပွားခဲ့တဲ့အေယာမမီလောင်မှုတွေဟာရုရှားရဲ့ဓာတ်ဆီနဲ့ဒီဇယ်ထုတ်လုံနိုင်စွမ်းကိုရော့ချသွားစေခဲ့ပြီးရိုက်ဒါရဲ့သုံးသက်ချက်အရဒီတိုက်ခိုက်မှုတွေကြောင့်ရုရှားရဲ့တန့်တင်ပြီးရေနံထုတ်ကုန်ထွက်ရှိမှုဟာ 15ရာခိုင်နှုန်းကျော်ကျဆင်းသွားခဲ့ပါတယ်။အချက်တဲဟာဘလောက်တောင်ပြင်းထန်လာသလဲဆိုရင်ကမ္ဘာအကြီးဆုံးရေနံထုတ်လုပ်သူတွေကတနိုင်ငံဖြစ်တဲ့ရုရှားဟာသူတို့ရဲ့ပြည်ရင်းလိုအပ်ချက်ကိုဖြည့်ဆည်းဖို့အတွက်2025ခုနှစ်မတ်လကနေစပြီး6လကြာဓာတ်ဆီတင်ပို့မှုကိုလုံးဝပိတ်ပင်ခဲ့ရတဲ့အထိပါပဲ။ဒါပေမဲ့ဒါတောင်မှသွေးထွက်နေတာတွေကိုမတားဆီးနိုင်ခဲ့ပါဘူး။လယ်သမားတွေဟာရိတ်သိမ်းဖို့အတွက်ဒီဇိုင်းရမရှာကနိုင်ခဲ့ကြပဲဒေတာကန်ပြည်သူတွေကြားမှာအစုလိုက်အပြုံလိုက်ထိတ်လန့်မှုတွေစတင်ခဲ့ပါတယ်။ဒါဟာစစ်ပွဲရဲ့ကုန်ကျစရိတ်ဟာ မော်စကိုနဲ့စိန့်ပီတာစဘတ်ရဲ့လမ်းမတွေပေါ်ကနေရှန်ကြလာပြီးတာမန်ရုရှားနိုင်ငံသားတွေရဲ့နေစဉ်ဘွားကိုထိခိုက်လာတဲ့အချိန်ခါပါပဲရုရှားရဲ့အနောက်ဘက်ရေနံမြေတွေကနေထုတ်ယူပြီးပိုက်လိုင်းတွေကနေစိတ်ကန်းတွေစီကိုပို့ဆောင်တဲ့ရေနံစိမ်းတွေကိုရေနံတင်သင်းမော့တွေပေါ်ကိုတင်လို့မရတော့ပါဘူးဒီစိတ်ကန်းတွေကတူလောင်ရုံတွေဟာရပ်ပိုင်းတွင်းမှာပဲသူတို့ရဲ့တတ်မှတ်ချက်ကိုရောက်ရှိသွားပါလိမ့်မယ်အဲ့ဒီလိုဖြစ်သွားရင်ပိုက်လိုင်းစီးသိမှုကိုရပ်တန့်ရပါလိမ့်မယ်ဒါဟာ Siberia ရေနံတွင်းတွေကထုတ်လုပ်မှုကိုရပ်တန့်ရမယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ ရေနံတွင်းတစ်ခုကိုပိတ်ပြီးပြန်ဖွင့်တယ်ဆိုတာဤပညာပိုင်းအရအလွန်ခက်ခဲပြီးကုန်ကျစရိတ်များတဲ့လုပ်ငန်းစဉ်တစ်ခုပါဒါဟာရုရှားရဲ့ရေနံထုတ်လုပ်မှုဂွင်းသက်တစ်ခုလုံးဟာရင်မတော်တဆမှုတစ်ခုမှာဒစီးနဲ့ဒစီးတိုက်မိနေတဲ့ရင်တွေလိုရပ်တန့်သွားလိမ့်မယ်ဆိုတဲ့အထိပ္ပာယ်ပါပဲဒီထောက်ပံ့ပို့ဆောင်ရေးလေဖြတ်မှုဟာပြည်ရင်းစည်းကွက်မှာရှားပါးနေပြီးသားဖြစ်တဲ့ဒက်စီနဲ့ဒီဇယ်ထောက်ပံ့မှုကိုလုံးဝကုန်ခန်းသွားစေပါလိမ့်မယ်ရှေ့ထဲမှာရှိတဲ့တင်ကားတွေထရက်ကားတွေအတွက်လိုအပ်တဲ့လောင်စာဆီတွေဟာ ရက်ဘက်ကားတွေလယ်သမားတွေရဲ့ထွန်စက်တွေအတွက်လိုအပ်တဲ့လောင်စာဆီနဲ့ရှင်ပြန်ရပါလိမ့်မယ်။ဒါဟာစီးပွားရေးအကျပ်တဲတသက်မဟုတ်ပါဘူး။ဒါဟာနိုင်ငံတော်ကသူ့ရဲ့အခြေခံအကြသုံးလုပ်တန်းဆောင်တာတွေကိုမဆောင်ရွက်နိုင်တော့တဲ့အန္တရာယ်ပါပဲ။ဒိမ့်မဲ့ရဲ့လှုပ်ရှားမှုဟာရုရှားရဲ့စီးပွားရေးဗဟိုချက်မှကိုဖျက်တောက်ပစ်လိုက်တယ်လို့တစ်ချိန်တည်းမှာပဲပြည်ရင်းမျက်နှာစာကိုလေပတ်နေအောင်ထိန်းထားပေးတဲ့အာယုံကျော်စနစ်ကိုလည်းဖျက်ဆီးပစ်လိုက်တာပါပဲ။ဒိမ့်မဲ့ရဲ့လှုပ်ရှားမှုရဲ့မဟာဗျူဟာမြောက်ပါနက်မှုဟာပူတင်ကိုစစ်ရေးအရာတုံ့ပြန်လို့မရတဲ့အခြေအနေမှာ လုံးဝတန်တမန်ရေးရာရာအကူအညီမဲ့နေတဲ့အခြေအနေမှာထားရခဲ့တာပါပဲ။ဘိုရာဂိတ်ဖြစ်ရဟာဒိမက်ရဲ့လုံဆောင်ချက်ကိုနိုင်ငံတကာဥပဒေနဲ့အပြည့်အဝကိုက်ညီတဲ့တရားဝင်အမျိုးသားလုံခြုံရေးအစီအမံတစ်ခုဖြစ်ပြောင်းလဲပစ်ခဲ့ပါတယ်။ပူတင်ကဒီအခြေအနေကိုစိတ်ရိပ်အရဘလို့တုံ့ပြန်နိုင်မလဲ။သူကဒိမက်စစ်စင်ရေးတင်းမောတစင်းကိုပြစ်ခတ်မလား။အဲ့ဒီလိုလှုပ်လိုက်တဲ့အခိုက်အတန့်မှာပဲသူဟာနေတိုးရဲ့အပိုင်ငါးကိုအတက်ဝင်အောင်လှုပ်လိုက်မှာဖြစ်ပြီးနိုင်ငံပေါင်း32နိုင်ငံနဲ့ပင်လယ်ပြင်ပေါ်မှာအမိန့်ကိုစောင့်မြုံနေတဲ့ USS Gerry R. Ford တိုက်လေယာဉ်တွေနဲ့ချက်ချင်းဆိုသလို အလုံးစုံစစ်ပွဲတစ်ခုတည်းကိုရောက်ရှိသွားပါလိမ့်မယ်။ဒါဆိုကာလီနင်ဂရက်ကနျူကလ িয়ার ထိပ်ဖူးတက်ဆင်နိုင်တဲ့အက်စကန်ဒါဒုံးကျည်တွေဒါမှမဟုတ်ဘက်စတီယန်သင်းမော့ဖြတ်ကန်ယူရန်ကာကွယ်ရေးစနစ်တွေကိုပြစ်ခတ်ရင်တော့စစ်ဘက်ပြစ်မှတ်မရှိပဲနိုင်ငံတကာဥပဒေကိုအကောင့်ထည့်ဖော်နေတဲ့အရက်ပတ်စစ်ဆေးရေးမှုတွေပဲရှိပါတယ်။ဒါကြောင့်ဒီတရားဝင်ပြီးဥပဒေဆိုင်ရာအရထက်မြက်လာတဲ့လှုပ်ရှားမှုရဲ့ရှေ့မှောက်မှာရုရှားရဲ့တံပြန်လှုပ်ရှားမှုရွေးချယ်ကြတွေပျောက်ဆုံးသွားပါပြီ။ခရမ်လင်ရဲ့ဝါဒဖြန့်ချီရေး channel တွေကဒါကိုပိတ်ဆို့မှုအဖြစ်ဝါဒဖြန့်နေသေးဖြစ်ပေမဲ့ ကမ္ဘာကြီးကတော့ဒါဟာရုရှားရဲ့ကိုပိုင်မစင်မကျင်နိုင်မှုရဲ့ရလဒ်တစ်ခုဖြစ်တယ်ဆိုတာကိုသိပါတယ်။ဒီဥပဒေပိုင်းဆိုင်ရာထောင်ချောက်ဟာအရန်ကိုလိမ္မာပါနဲ့စွာတိဆောက်ထားတာကြောင့်ရုရှားရဲ့စစ်ရင်အားကိုလုံးဝပြတ်ပြဲသွားစေပါတယ်။ဒါဟာရိုးရိုးရှင်းရှင်းစီးပွားရေးပြိုကွဲမှုတသက်မဟုတ်ပါဘူး။ဒါဟာအစိုးရရဲ့တရားဝင်ဖြစ်မှုပေါ်အခြေခံကြတဲ့ပြက်ပြားမှုတစ်ခုဖြစ်ပြီးရုရှားအတွင်းမှာဖြစ်နိုင်ခြေရှိတဲ့ပြည်ရင်းပုံကံမှုတစ်ခုအတွက်မြေဩဇာအကောင်ဆုံးမြေနေရာကိုပြင်ဆင်ပေးနေတာပါပဲ။ဒီအခြေအနေဟာရုရှားဘလောက်ထိကျန်နေတယ်လဲဆိုတာကိုပြသနေတဲ့ ကမ္ဘာလုံးဆိုင်ရာတပ်တွေတခုဖြစ်ပြီးအနောက်နိုင်ငံတွေအနေနဲ့စစ်မြေပြင်မှာတိုက်ခိုက်မဲ့အစားသူ့ရဲ့ကိုပိုင်ဆက်တဲ့အတွင်းမှာပဲအသက်ရှူကျက်ပြီးစီးပွားရေးအရာမရက်တည်နိုင်အောင်ပြုလုပ်မဲ့အဆုံးစွန်သောဖော်မြူလာကိုရှာတွေ့ခဲ့ပုံရပါတယ်။ဘောလုံးဒစ်ပင်လယ်မှာဖြစ်နေတာဟာရိုးရှင်းတဲ့ပတ်ဝန်းကျင်ထိန်းချုပ်မှုမဟုတ်တော့ပါဘူး။ဒါဟာနေတိုးကိုဆန့်ကျင်ပြီးအရက်ဘတ်တင်မော်တွေကိုလက်နက်ဖြင့်ပြောင်းလဲပစ်ရတဲ့ရုရှားရဲ့ရဲတပ်မှုကိုပေးအပ်လိုက်တဲ့27ရာစုရဲ့ခဲ့အမိဆုံးဟာစီးပွားရေးတံပြန်အစီအမံတစ်ခုဖြစ်ပါတယ်။ရုရှားဝန်ကြီးဟာ ယူကရိန်းမှာစစ်ရေးအရမျက်စိကန်းထောက်ပံ့ပို့ဆောင်ရေးအရလက်မျိုးညှစ်ခံရပြီးနောက်အခုတော့သူ့ရဲ့စီးပွားရေးလည်းရပ်တန့်သွားပါပြီ။ဘိုရာကေတင်မောစီးနှင်းမှုပြီးမှဒိမတ်ကချမှတ်လိုက်တဲ့ဒီတရားဝင်ခြေလှမ်းဟာခရမ်လင်ရဲ့ပြိုလဲမှုစီကိုလမ်းပြပေးပါလိမ့်မယ်။ရလိုက်အနေနဲ့ဗလာဒီမာပူတင်ဟာဒုံးကျည်တွေနဲ့စစ်တပ်တွေနဲ့အနိုင်မရခဲ့တဲ့ဒီစစ်ပွဲကိုအမည်မသိဘျူရိုကရက်တယောက်စီမှာရှုံးနိမ်သွားခဲ့ပါပြီလို့ကောက်ချက်ချလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။